ဝါဆိုတာလူသားတွေအတွက်အတုံးအဝင်ဆုံးနဲ့လူသားမျိုးနဲ့အတွက်အကျိုးအပြုဆုံးဆိုရင်မမားနိုင်ပါဘူးလူသားတွေရဲ့နေ့စဉ်သုံးဆွဲနေတဲ့အရာတွေမှာအများဆုံးကဝါဘတ်ပဲလို့ပြောရင်ဘယ်သူညင်မနိုင်ပါမလဲဗျာဟုတ်ကဲ့ပါဒီကနေ့မှာတော့ဝါအကြောင်းနဲ့မြမမျိုးရင်းဝါပုံစံအကြောင်းကိုမျှဝေချင်ပါတယ် ပွန်ဆိုင်ပင်အကြောင်းနဲ့အပင်အကြောင်းတွေကိုအမြင်မျှဝေနေတဲ့ Leo ပွန်ဆိုင် and Nazu Channel လေးကို Like and Subscribe လုပ်ကလေးကိုနှိပ်ပြီးတော့အားပေးစေချင်ပါတယ်။ကျေးဇူးတင်ပါတယ်။စားလိုက်ကြအောင်ဗျာ။တရှိတဲ့ဝါများအားလုံးအတွက်ကဘာမြင့်ကြီးကလက်ဆောင်ပေးထားတဲ့ဝါတယံဇာတာများကိုလေးစားတံပိုးထားဖို့အတွက်စက်တင်ဘာလ18ရက်နေ့ကို World Bamboo Day အဖြစ်တက္ကပါလုံးကသတ်မှတ်ထားကြအောင်ဘူတုဒ္ဒအနေနဲ့ပြောပြချင်ပါတယ်ဝါဝင်များကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကိုစုပ်ယူပြီးတော့အောက်ဆီဂျင်ကိုပြန်လည်ထုတ်ပေးခြင်းနဲ့အဆိုဓာတ်ရှိနေချိန်မှာစုပ်ယူထားပြီးလုံးဝ6တွေ့နေချိန်မှာအဆိုဓာတ်များပြန်လည်ထုတ်ပေးခြင်းစသဖြင့် ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ပေးပါတယ်။ဒါကြောင့်ဝါပင်များဟာလူထရိတ်ဆန်တစ်ပင်နဲ့တဘာဝတောတောင်များအတွက်အလွန်အရေးပါတော့အပင်ဖြစ်ပါတယ်။အမှန်တော့ဝါပင်တွေဟာမြက်ပင်တွေရဲ့မိသားစုအုပ်စုဖြစ်ပေမဲ့ထူးခြားစံပြတဲ့အချက်များစွာရှိနေပါတယ်။ဝါဝင်တွေမှာကမ္ဘာကြီးထွားမှု အမြန်ဆုံးအပင်မျိုးစားဖြစ်ပြီးတစ်နေ့ထဲမှာ1မီတာအထိမြင့်မားနိုင်ပါတယ်။ တရားဒီအတွင်းမှာလိုအပ်တဲ့အမြင့်ပမာဏကိုရောက်ရှိနိုင်ပြီးတော့၄နှစ်ဓမ္မမဟုတ်ရင်၅နှစ်ကြာပြီးနောက်မှာတစ်နှစ်တစ်ကြိမ်ပုံမှန်ခုတ်လဲပြီးနေနိုင်တဲ့နိရှိခံတဲ့တဘာဝအရင်းမြစ်ပဲဖြစ်ပါတယ်ဝါဝများဟာလေထုထဲမှာရှိတဲ့မြောက်များလားဆိုတော့ကာဗွန်ဒါအောက်ဆိုက်ဓာတ်ငွေများကိုစုပ်ယူနိုင်စွာရှိပါတယ် တဟတာကျဲပြတ်တဲ့ဝါပင်ဆိုက်ကင်တစ်ခုကလေထဲမှာပြတ်နှက်နေတဲ့ကာဗွန်62တန်အထိတစ်နှစ်ကိုစုပ်ယူနိုင်ပါတယ်။ပို့ပြီးတော့ထူခြားတာကဝါဆိုက်ကင်ရဲ့ပမာဏချင်းတူတဲ့တောအုပ်ငယ်တစ်ခုကကာဗွန်ဒိုင်အောက်ဆိုက်15တန်ကိုသာစုပ်ယူနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဝါပင်တွေဟာလေထုထက်ကကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူနိုင်မှစွမ်းအားဟာအခြားအပင်မြေတွေထက်၄ဆကျော်ပိုမိုတယ်လို့ဆိုပါတယ်။အထူးသဖြင့် ဝါပင်အမြင့်တရားဖွဲ့စည်းမှုဟာကြစ်လက်ခိုင်မာတဲ့အတွက်မြည်စည်းလွားရေတိုက်စားမှုကလည်းကာကွယ်ပေးနိုင်ပါတယ်စနစ်တကျခုတ်ယူမယ်ဆိုရင်တော့တခြားအပင်တွေလိုအစ်စ်ပြန်လဲစိုက်ပြိုးရမလိုပါဘူးပြန်ပေါက်တတ်တဲ့အတွက်ပြုံးတည်ရန်ခက်ခဲတဲ့အပင်လည်းဖြစ်ပါတယ်ဝါပင်ကတော့ရာသီဥတုပူနွေးမှုကိုရှော့ချတဲ့နေရာမှာလဲကုညင်နိုင်စွာရှိပါတယ် မြန်မာနိုင်ငံဟာတရုတ်နဲ့အိန္ဒိယပြည်လင်ကမ္ဘာပေါ်မှာဝါပေါရောက်မှုတတိယအများဆုံးနိုင်ငံပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဝါမျိုးစု85မျိုးဝါမျိုးစိတ်1250ခန့်ရှိပြီးတော့မြန်မာနိုင်ငံမှာတော့ဝါမျိုးစု1မျိုးနဲ့ဝါမျိုးစိတ်100မျိုးခန့်အလေးကျပေါက်ရောက်ရှင်တန်လျက်ရှိကြောင်းသိရပါတယ်။အဲ့ဒီအထက်မှာမှဘိုးဘွားဝနဲ့ဝဖြူဝရာတိုင်ဝါ မျက်စံကျဲတင်းဝါတပင်တိုင်ဝါဝါကောက်ကြတောင်းဝါမြင်ဝါထီယူဝါချက်ခတ်ဖူဝါမင်းတို့ဟာစီးပွားရေးအရာဈေးကွက်ဝင်တဲ့ဝါအမျိုးအစားတွေပဲဖြစ်ပါတယ်ဝါကိုအဓိကစိုက်ပျိုးတဲ့ဒေသများမှာတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့တွန်တီကိုမူကွန်ချန်ကုန်းအေရီတိုင်းတွင်းမှာရှိတဲ့ကြံခင်းမြန်အောင် စကိုင်းတိုင်းဒေသမှာရှိတဲ့ချင်းတွင်းမြို့တခြားရှိတဲ့ရွာတွေရှမ်းပြည်နယ်မွန်ပြည်တွေမှာရှိတဲ့ကျေးရွာတွေမှာပဲဖြစ်ပါတယ်။အဲ့ဒီအထက်မှာမှကျွန်တော်တို့ ARD တိုင်းကောမွာဆိုရင်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်များကိုဝရားနဲ့ TU ဝါတွေကိုပံ့ပိုးနေတဲ့မြို့ဖြစ်ပါတယ်။နောက်ပြီးတော့ဆောက်လို့ရမှာတုံးတဲ့ညံစင်တဲ့ဝဲဝါတွေဟာကွေးညွတ်နိုင်ချင်းခံနိုင်တဲ့ဝရားပဲဖြစ်ပါတယ်။ အပူပိုင်းဒေသကပနိုင်ငံတိုင်းမှာဝါနဲ့ကင်းလွတ်တဲ့ကြည်လက်ဒေသဆိုတာမရှိပါဘူး။မြစ်သက်တစ်ပတ်နှစ်ပတ်သားမတိုင်ခင်မှာဝါပင်အပေါက်အရွယ်မှာချိုးယူပြီးတော့မြစ်အဖြစ်စားသုံးနိုင်ပါတယ်။မြစ်ကိုချက်ချင်းလက်ငင်ချိုးပြီးစားသုံးနိုင်တယ်လို့မြစ်ချင်းဒါမှမဟုတ်မြစ်ချင်း၆အဖြစ်တာရှိခံအောင်ထားပြီးလုပ်လဲစားသုံးနိုင်ပါတယ်။ဝါပင်မှာရတဲ့မြစ်ကရင်ကျက်ချောင်းဆိုးတလိပ်နိုင်တဲ့ဆေးဖက်ဝင်တဲ့ဆေးပဲဖြစ်ပါတယ်။ နောက်ပြီးတော့သွေးထဲမှာရှိတဲ့မကောင်းတဲ့ LDL ကိုလေစတောအဆီများကိုလည်းကျစေတယ်။နှလုံးကိုပုံမှန်အလုပ်လုပ်စေပြီးတော့ကိုယ်အလေးချိန်ကိုလည်းမတိတ်မတက်အောင်ထိန်းထားပေးနိုင်မှာပါတယ်။ကိုယ်တွင်းရောင်ရမ်းမှုများကိုလည်းလျှော့ချပေးနိုင်ပါတယ်။အမျိုးသမီးများကိုသွေးသားတန့်စင်စေခြင်းစသဖြင့်ကောင်းကျိုးများကိုပြုပါတယ်။ဝရွက်တွေမှာမတနော်မြင့်မားတဲ့ပါပြီးတော့ဝရွက်ပြုတ်ရီတောက် တုံချားဖြစ်ဘိုက်ထဲမှာရှိတဲ့တန်ကောင်းတွေကိုသိစေနိုင်ပါတယ်တရုတ်ရိုးရာကုထုံးမှာတော့ကိုုံဆောင်များကိုမွေးဖွားခါနေချိန်မှာမြစ်ကိုကျွေးလိရှိပါတယ်ဒါဆိုရင်ကိုုံဆောင်တွေဟာမီးဖွားရမှာ လွယ်ကူချွေးမှုတွေလို့ဆိုကြပါတယ်ဝါပင်ကိုစက်မရေးဆိုင်ရာတွင်အသုံးပြုနိုင်ရမှာမကပဲအိမ်တွင်အသုံးဆောင်များအဖြစ်လည်းအသုံးပြုနိုင်ပါတယ်ဝါပင်မှာရတဲ့ဝါတွေကိုနေရာမျိုးစုံအတွက်အသုံးပြုလိရှိကြပြီးတော့ ဝါပင်ပေါက်ကိုမြစ်စားကြဝါဖြစ်အသုံးပြုတဲ့အပြင်ဝါပင်နနစ်သားခတ်မှာနီးဖျာအဖြစ်ရက်လုံနိုင်ပြီးတော့ငါးနှစ်သားခတ်မှာဝလုံးဝကအထက်သားထရန်ကလထိုင်းအိမ်အမိုးအကာတိုင်စားရဖြစ်လူအသုံးအဆောင်များဖြစ်အသုံးဝင်လာပါတယ်မိဖို့ကြောင့်အသုံးဆောင်ပစ္စည်းအချို့ကိုလည်းဝါဖြစ်ပြုလုပ်နိုင်ပါတယ် နိုင်ငံတကာအစစ်မီဖန်တီးထားတဲ့အိမ်သုံးပြိပောကပစ္စည်းအသုံးဆောင်များကိုလည်းဝါဖြစ်ဖန်တီးပြုတ်လို့လည်းရှိပါတယ်။ဒါကြောင့်ဝါပင်နေတာလူတွေကိုအစာအာဟာရမှစပြီးတော့ဝင်ငွေရရှိဖို့ကဘာကြီးပူနွေးမှုလျှော့ချဖို့အကျိုးစီးပွားများစတဲ့တဘာဝအရင်းမြစ်ပဲဖြစ်ပါတယ်။ဝါဘင်ကိုဘွန်ဆိုင်အဖြစ်လဲစိုက်ပျိုးနိုင်ပါတယ်အထူးသဖြင့် ဝါပုန်ဆိုင်ပင်ကိုဗီယက်နမ်နိုင်ငံမှာအများပြားတွေ့ရှိနိုင်ပါတယ်ဝါဝါပုန်ဆိုင်ရဲ့တင်ကိတဝါပုန်ဆိုင်ပင်များဟာရေပူရအဖြစ်ခွန်အားကြန့်ခိုင်ခြင်းနဲ့စီပင်တာယာမှုတို့ကိုကိုစားပြုတဲ့တင်ကိတများအဖြစ်မကြာခဏရှုမြင်လေးရှိကြပါတယ်နောက်ပြီးတော့ခက်ခဲတဲ့ပတ်ဝန်းကျင်အခြေအနေများကိုရင်ဆိုင်နေစွမ်းရှိတဲ့အပင်ကုန်တက်တိအပြင်ရင်ကျင်းမှုအသေးသေးမှာ ကံကောင်းခြင်းနဲ့ဆက်ဆက်နေတဲ့အထိပ္ပယ်ဖွင့်ဆိုချက်များလည်းရှိပါတယ်။တရုတ်ဂျပန်စတဲ့ယဉ်ကျေးမှုအသီးသီးမှာတော့ဝါပွန်ဆိုင်ပေဟာကံကောင်းစေခြင်းနဲ့စီးပွားတိုးတက်ခြင်းနဲ့ပြေဝပြည်ကျွဲဝပြည်ဆောင်ခြင်းကိုကိုးစားပြုတယ်လို့ယုံကြည်ကြပါတယ်။ဝါပွန်ဆိုင်ကိုပြုစုထိန်းသိမ်းခြင်းဝါပွန်ဆိုင်ဟာ အခြားပွန်ဆိုင်ပင်များနဲ့နိုင်ရှင်မယ်ဆိုရင်ဝါပွန်ဆိုင်ကပြုစုရပို့ပြီးတော့လွယ်ကူပြီးတော့ရိုးရှင်းတဲ့အပင်ပဲဖြစ်ပါတယ်ဝါရဲ့အမြင့်စနစ်ကမြေပြင်နဲ့နီးကပ်စွာဖြန့်ကျက်ပြီးတော့အော်ဖြတ်တောက်တဲ့ဒဏ်ကိုလည်းခံအလွန်ခံခံခံနိုင်တဲ့တဘာဝကုန်တတိရှိပါတယ်။ညောင်မျိုးနွယ်ပွန်ဆိုင်ထိမ့်သိမ်းရလွယ်တယ်ဆိုတာတဲ့ဝါပွန်ဆိုင်ကိုထိမ့်သိမ်းဆောက်ရှောက်ရတာပို့ပြီးတော့လွယ်ကူပါတယ်။ ဝါပုတ်ဆိုင်ကိုအတိကထိမ့်သိမ့်ဖို့လိုအပ်တာကတော့အမြင့်ဖြတ်ပေးခြင်းပါပဲအမြင့်ကိုအသုံးပြုထားတဲ့အိုးအရွယ်စာပေါ်မူတည်ပြီးတော့နှွေးဦးတာမမဟုတ်ဘူးရင်ဆောင်ဦးမှာတစ်နှစ်တစ်ချိန်နှစ်ချိန်တော့ဖြတ်ပေးရမှာပါဝါဟာမျက်မျိုးနွယ်စုဖြစ်တာကြောင့်အလွန်မင်းအလွန်အမင်းဖြတ်တောက်ခြင်းတန်ကိုလည်းခံနေရှိပါတယ်ဒါပေမဲ့ဝမ်ပွန်ဝါပွန်ဆိုင်ပင်ဖြစ်အောင်မြင်စွာစိုက်ပျိုးနိုင်ဖို့အတွက်ဆိုရင်ဝါမျိုးစိတ်အများပြားကိုရွေးချယ်စိုက်ပျိုးကြည့်ဤမှာရမှာပါ အခုဒီပင်လေးကတော့ဒေတာမျိုးဝါးကိုပုံစံပြုတ်လောက်ထားတာပဲဖြစ်ပါတယ်ဇွန်လ30 2023ခုနှစ်မှာ ကျွန်တော်စစိုက်ခဲ့တာပါကျွန်တော်စိတ်ကူးအတိုင်းစိုက်ပြုတ်ထားခြင်းသာဖြစ်ပါတယ်အိုမင်းရင်ရောပြီးတော့တည်ဆုံးသွားတဲ့မူရင်းဝါးအပိုင်းနဲ့အစ်စ်တဖန်မွေးဖွားလာတဲ့ဝါးပင်လေးတွေကို တွေ့ရမှာပါ တည်ဆုံးခြင်းနဲ့မွေးဖွားခြင်းတစ်ခုကြာမှာမိခိုနေရတဲ့အရာတစ်ခုရှိကြောင်းကိုကြောက်တုံးကကိုစားပြုပြီးတော့တန်တရာခီးဆက်နေကြတဲ့တဘာဝအကြောင်းကိုဖော်ကျူးလို့တဲ့တဒနာဖြစ်ပါတယ်ဒီဒေတာမျိုးဝါကစိုက်ပြရလွယ်ကူပါတယ်မိဩဇာမကျွေးပဲပစ်ထားလို့လည်းရပါတယ်အခုချိန်လို့အရန်ပူတဲ့အချိန်မှာဘုံအုံးဘုံနရက်ရေမလောင်းမဲ့လဲထားနိုင်ပါတယ်ရင်ငတ်တိုင်းတော့အရွက်တွေလိတ်ပြီးတော့ညှိုးကြလာပါတယ်အရွက်တွေဝါလာပြီးအရွက်ချတတ်ပါတယ် ပူလွင်းတဲ့ဒီလိုရာသီမှာရေနံနိုင်လောင်းနိုင်တော့စိမ့်ဆိုးပြီးတော့အရန်ကိုလာပါတဲ့ဝါပွန်ဆိုင်လေးပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်ဝါအချောင်းကိုအတော်တိလောက်ပြီလို့ထင်ပါတယ်ဝါပွန်ဆိုင်ပွင့်ကိုစိုက်ပြိုးကြဖို့ပွန်ဆိုင်စတင်လေ့လာသူတွေကိုကျွန်တော်အားပေးချင်ပါတယ်ဒီဗီဒီယိုကနေဘူးတုတ္တတခုခုရသွားမယ်ဆိုရင်ဖြင့်တခြားသူတွေအတွက်ဝင်မြောက်ဖို့ရှယ်ခလုတ်လေးကိုနှိပ်ပေးသွားကြပါဗျာ ဝင်ဆိုင်ပင်အကြောင်းနဲ့အပင်တွေအကြောင်းကိုဝင်မြနေတဲ့ကျွန်တော် channel လေးကို like and subscribe ကိုနှိပ်ခဲ့ပေးစီလိုပါတယ်အစ်စ်တင်တိုင်းသိရှိရဖို့ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ကြပါခင်ဗျာကျေးဇူးတင်ပါတယ်ပေးကင်းကြပါစေခင်ဗျာ